အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့မီးဘုံကလေးနဲ့အိမ်ဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ဖလာနဲ့စိတ်တာတို့ဟာဒေတာပေါမောခဆရာကြီးကိုကြောကြရဲသူတို့ကစာရေးစာဖတ်မှာစာရွေးဓာခုတ်လှန်ထိုးအတက်မျိုးစုံကိုတင် जा တက်မြောက်ပြီးကြပြီးဖြစ်၍ကိုလိုရာခရီးကိုကိုသွားကြတော်မူဖြစ်တယ်။ ဒါကြောင့်ဆရာကြီးထံမှခွဲခွာသွားကြရရမည်ဖြစ်တာကြောင့်နှုတ်ဆက်ကြတော့ကြပါဘို့ဒီတာဘမောကဆရာကြီးကတပည့်တွေဖြစ်ကြတဲ့ဗလာနယ်စိတ်ဓာတ်တို့ကိုစုမုံကောင်းနေပေးပြီးရဲ့နောက်မေးမြန်းကြတယ်။ကဲဗလာနယ်စိတ်ဓာတ်တို့မင်းတို့ဟာငါမျက်စီအောက်ကခွာသွားပြီးလောကထဲဝင်ကြတော့မင်းမင်းတို့ဘာလုပ်ကြမလဲစိတ်ကူးကြတယ်လေ။ဗလာကခတ်တော့တော့ပဲ ကျွန်တော်ဟာအတတ်ပညာရှင်ဖြစ်နေပြီဆိုတော့ကျွန်တော်ကိုမထင်လေးစားပြစ်သူမှန်သမျှကိုကြောင်းမှန်ကမှန်သိအောင်ဆုံးမပြီးပညာကုန်ကိုမြင့်တင်ပါမယ်တဲ့။음မင်းဟာကရည်ရွယ်ချက်ကကောင်းတယ်လို့လို့နဲ့မာနသဘောပါဝင်နေတော့ဒုက္ခတွေအနေရီနဲ့မကင်းတတ်ဘူးကွယ်။ဒီတော့တတိတော်ရှိပါစေ။ကဲစိတ်ဓာတ်ပါကောဘလို့လုံးစိတ်ဓာတ်ကတော့စင်ကြင်တွေးတော်တဲ့တွေးဖြစ်တာကြောင့်ခက်ဖြည်းဖြည်းလေးပဲပြင်ပြပါလေ ဆရာကြီးရယ်ကျွန်တော်ကတော့ကျွန်တော်တတ်ထားတဲ့ပညာတွေနဲ့လောကမှာဒုက္ခရောက်နေသူမှန်သမျှကိုတက်တက်လောက်ကဲတင်မယ်လို့စိတ်ကူးပါတယ်။ Ừm ကောင်းလေဆိုကောင်းလေဆိုဒီသဘောထားကလူကြိုက်နဲ့ကြိုက်ဖြစ်တဲ့သူတော်ကောင်းသဘောထားမို့သွားလေရမှာအကူအညီရတတ်ပါတယ်။ gain တပည့်တို့သွားကြတော့ခလုံးမတီးဆူးမညိမိမိလိုရာပြည့်ကြစေ။ဖလာနဲ့စိတ်သားတို့လည်းဆရာကြီးထံကထွက်ခွာလာခဲ့ကြပြီးတော့မျိုးပြင်းကတော့စကမ်းမှာလမ်းခွဲသွားကြတာပေါ့။ ဘလကခရီးထွက်ခဲ့ရင်တိမ်မကြခင်မှာပဲရွာကြီးတရွာကိုရောက်လာခဲ့တယ်။သူကဓလွဲကြီးတကားကားနဲ့ပဲထမင်းဆိုင်ကိုဝင်ရောက်ထမင်းဆိုင်ရွာသူရွာသားတွေကသူ့ကိုအကဲခတ်သလိုမှလန်းမကန်းကနေစုယုံကြည့်ကြပြီးတော့တီတိုးစကားပြောကြကြတာပေါ့။ဘလကထမင်းစားပြီးတဲ့အခါလှည့်ကြည့်လိုက်တော့မှလန်းမကန်းမှာစုယုံစုယုံလုံနေကြတဲ့ရွာသားတချို့ကိုမြင်မိသွားတယ်။ဟေးလူရဲကြောက်ကိုမြောက်မလို့ဝိုင်းကြည့်နေကြရလား။ ဘာလဲကျောက်ဟာဓာကြီးလွယ်ထားပေမဲ့ဓာရင်မကျွတ်နဲ့လူဘောကြီးလို့မှတ်နေသလားဟင်ရွာသားတွေကကြောင်ရုံတလို့ကြိတ်ကြောင်တူလူဖြစ်နေကိုကုန်းကွာကုန်းကွာဖြစ်နေတဲ့သူဖြစ်နေကြတာပေါ့တိုးတိုင်အောင်ဗလာကအကျင့်နဲ့ပုံမရပါဘူးခက်ထန်တန်နဲ့ပဲဆက်ပြီးရောဟိန်းဟောက်လိုက်ပြန်နေဘာလဲစမ်းကျင်သလားဟင်လူတင်ရဲ့ရှိရင်ထွက်ခဲ့လေသူကအဲဒီလိုပြောလိုက်တဲ့အခါလူတယောက်ကကုန်း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 နဲ့ရှေ့ကိုထွက်လာတယ် ဒိုဝကဘလကဓာယိုးဘောကိုလက်ကလေးတင်လိုက်တဲ့အခါထွက်လာတဲ့သူကလက်အုပ်ကလေးကြီးရင်မြေကြီးပေါ်ကထိုင်မတက်ဖြစ်သွားတယ်။ဘာလဲမင်းကငါနဲ့ဓာခုတ်ချင်တဲ့ပေါ့လေ။မဟုတ်ဟုတ်ဟုတ်။အော်ဟုတ်တယ်ဆိုပါတော့။ဟာမဟုတ်ဟုတ်ဟုတ်မဟုတ်မဟုတ်ပါဘူး။မင်းကမိမွေခိုင်းနေရင်မှတ်လို့မဟုတ်မယ်မဟုတ်ဘူးလားပြောနေရလား။ဟေးအခုငါလက်ပြင်လိုက်တာကဓာကွာမီးပြောင်းမဟုတ်ဘူး။ဟုတ်ကဲ့ ဘာကွာငါမဟုတ်ပါဘူးဆိုတော့ကိုမင်းကငင်းသလားမငင်းပါဘူးခမညာနောင်ကြီးလက်ပြန်လိုက်တာကမှန်ပြောင်းမဟုတ်ပါဘူးအဲ့လေမီးပြောင်းမဟုတ်ပါဘူးဒါပါကျွန်တော်မငင်းပါဘူးခမညာဒါပြည့်မင်းကဘာဖြစ်လို့ရှေ့ကိုထွက်လာတာလဲကျွန်တော်တို့ဟာဒီရွာမှာဓာတ်ကိုမလွယ်ဝန်းကြပါဘူးအခုလိုဓာတ်ကိုလွယ်ပြီးဝင်လာရတဲ့လူကိုအန်အော်ပြီးဝိုင်းကြည့်နေမိကြတာပါနောင်ကြီးကိုစော်ကားကျင်နေတဲ့ဘောမရှိဘူးဆိုတာပြောပြတောင်းပန်ခြင်းလိုပါ စကားအမြနဲ့ငါ့ကိုကြောက်ရွံ့ကြောင်တေချာအောင်လုပ်ရမယ်။လာခဲ့ခြေစလုံးလာနှိပ်ပေးကြစမ်း။စောစောကလူအပါဝဲရွာသားသုံးယောက်က၆လောက်တစ်ဖက်စီကိုလာနှိပ်ပေးသူကနှိပ်ပေးစကြောဆွဲပေးသူကဆွဲပေးနေလှုပ်ကြတာပေါ့။မေးပါအောင်။သုံးယောက်စလုံးကအနှိပ်ရက်သွားကြတယ်။ဗလာကဟောက်ပြစ်လိုက်တယ်။မေးပါအောင်ဆိုတော့မနှိပ်နဲ့လို့ပြောရလားကွာ။ရွာသားများကခလုံးနှိမ့်လိုက်တယ်လို့ဘိုင်းတို့ဆက်ပြီးနေကြပြန်တယ်။ ချိုအခါဘလာကဆက်ပြီးစကားပြောပြန်နေနေပါဦးအေးဆက်နေကြဒါချက်ဒီရောမှဒါကိုမလွယ်ဝန်းကြဘူးဆိုတာဘာဖြစ်လို့လဲစောစောကရွာသားကပဲပြန်လေးဖြေကြပါလေဒီလိုပါခမကျွန်တော်တို့ရွာမှာတကြီးလုံးနေတဲ့ဦးမဲကျော်ဆိုတာဒီရွာကမဟုတ်ဘူးဘယ်ကဘယ်ကရောက်လာလဲမသိဘူးသူကမော်ပညာတတ်တယ်ဆိုပဲသူ့မိန်းမကလည်းအမြဲတမ်းအိပ်ပျော်နေတယ်လို့ပဲ နေကင်းဘက်ဆိုရင်မျက်လုံးကြီးရဖွင့်ပြီးလှုပ်ရှားနေပေမဲ့စိတ်ယုတ်ကြီးလို့ဖြစ်နေတယ်ခမ ्या အော်ဒလွနဲ့လူကိုမြင်ရင်အဲ့ဒီမိန်းမကလန့်ပြီးအိယာကနိုးတော့မယ်ဆိုပါတော့ဟုတ်လားမဟုတ်ပါဘူးဦးမဲကျော်မတပည့်တယောက်ပါလာတဲ့သူ့နာမည်ကတော်လာတဲ့အဲအဲ့ဒီတပည့်တယောက်ထဲဓာတ်ကိုလွှဲရတယ်တခြားဘယ်ရွာသားမှဓာတ်မလွှရဘူးလို့အမိန်ထုတ်ထားတယ်နောင်ကြီးကြည့်နေပါတော်တော်ကြာဆိုရင်တော်လာတဲ့ဟာရွာကိုလှည့်နေမယ် နောင်ကြီးသားကိုလဲထားတာတွေ့ရင်တော့အချင်းများပြီးမှတ်ပြီးတော့ဟေးဒါကလေးမွားမဟုတ်ဘူးကွာအချင်းများတယ်အမွာဘူးတွေဘာတွေလောက်မနေနဲ့ငါပညာဘလောက်အဖိုးတန်နေဆိုတာပြပြလိုက်မယ်ရွာသားတွေက ကုတ်သွားကြတယ်တိတ်မကြခင်မှာပဲတော်လာတဲ့ဒီဒလက်ကြီးကိုတကားကားနဲ့လမ်းလျှောက်လာတာပေါ့ဘလာကိုတွေ့တဲ့အခါလက်ပိုက်ပြီးရွှင်ကော့လိုက်တယ်ရွာသားတွေရှဲသွားကြပြီးတော့ခပ်ဝဲဝဲကသာရက်ကြီးကြတယ် ဖလာကနှိပ်ပြီးနေတဲ့သူတွေကိုဖယ်ခိုင်းလိုက်ပြီးတော်လာတဲ့ကိုလှမ်းအော်ပြောလိုက်တယ်။ဟေးဟိုမှာရဲနေရဲကမင်းလဲထားတဲ့မျက်ခုတ်တဲ့ဒါကြီးကိုအသာချခဲ့ပြီးငါ့ကိုလာနှိပ်စမ်း။တော်လာတဲ့ဟာမျက်နှာနီးညံ့သွားတဲ့ချက်ချင်းပဲဓာတ်ကိုဆွဲထုတ်ပြီးတော့ပြေးလာကဖလာကိုခုတ်ထလိုက်တယ်။ဖလာကနောက်ကျုံးပြစ်လိုက်ပြီးတော့မတက်ရက်လျက်ပြန်ကြတဲ့အခါဓာတ်ထုတ်ပြီးသားဖြစ်နေပြီပေါ့။နှစ်ယောက်သားဓာတ်ကုတ်ကြရဲ့ဗလာကပူတော်တာကြောင့်တော်လတဲ့ရဲ့ဓာကလက်ထဲကနေလွင်ထွက်သွားတယ် ဗလာကတော်လက်တရဲ့တင်မကိုဓာပြနဲ့ရိုက်တယ်။တော်လက်တထွက်ပြေးရတာပေါ့။တော်လက်တကတကြီးဦးမဲကျော်ထံကိုရောက်တဲ့အခါအကြောင်းစုံကိုပြပြရေး။ကဲငါအကြောင်းတော်ပြရတော့မှာပေါ့လေ။ဦးမဲကျော်ကအိမ်ဆွတ်ထားတဲ့ဓာရှိတလက်ကိုကောက်ယူပြီးမန်းမှုလိုက်တယ်။သူ့လက်ထဲကဓာကပြောက်သွားပြီးဗလာရဲ့ဓာကသူ့လက်ထဲကိုယောက်လာတယ်။ကဲငါတပည့်သွားပြန်သွားပြီးဓာခုတ်တော့မင်းနိုင်ရမယ်။တော်လက်တဲ့ဟာတလွေအသက်နဲ့ပြန်ရောက်လာတယ် ဗလာနဲ့တွေ့တဲ့အခါဓာကိုဆွဲထုတ်ပြီးတော့ပြေးခုမယ်ဟန်ပြင်းနေထိုအခါဗလာကဓာရုပ်ပေါ်ကိုလက်တင်လိုက်တာပေါ့သူ့ဓာလို့သူထင်နေပေမဲ့စင်စစ်မှာတော့မော်စရာကြီးရဲ့ဓာဖြစ်နေမှန်းကိုသူမသိပါဘူးအော်မင်းကမမှတ်သေးလို့ပြန်လာပြန်ပြီလားကောင်းပြီဒီတခါတော့မင်းကိုမှတ်သွားလောက်အောင်ဒဏ်ရာပေးလွှတ်လိုက်မယ်ကွာပြောပြောဆိုဆိုနဲ့ဗလာကဓာကိုဆွဲထုတ်လိုက်တယ် ေါလုံးလာတာကြောင့်ပြန်ကြည့်လိုက်နေတဲ့အခါသူ့လက်ထဲမှာဓာရုပ်ကလေးဒါငုပ်ဆွေကလေးပါလာတဲ့ဓာသွားကမရှိဟဲ့ဘယ်နဲ့ရဖြစ်ကုန်မလဲသူကအလန်တကြားပြောနေစေမှာပဲတော်လတဲ့ကပြေးပြီးရောကလာတဲ့ထိုအခါဗလာလေလုံးမလို့ရပဲလက်ထဲကဓာငုပ်ဆွေကလေးနဲ့ပိတ်ပေါက်လိုက်တယ်တော်လတဲ့ကငုံပြီးရောရှောင်ပေးလိုက်ပြီးရောအနာကလာကဗလာရဲ့လက်ရလက်မောင်းကိုဓာနဲ့ခုတ်လိုက်တာပေါ့ဗလာကဒံရကြောင့် ဒါကကိုမကင်နိုင်မင်းနဲ့ခွေရံပြီးတော့ထိုင်ကြသွားတယ်။ဟဲ့ရွာသားတွေဘာငိုင်နေကြတာလဲကျိုးတွေပါတယ်ယူပြီးရန်သူကိုတောက်နှောင်ကြပါလား။ရွာသားတွေကသူ့ရဲ့စကားကိုနားထောင်ကြရရဲ့ဘလကိုကျိုးတွေနဲ့တုံနှောင်ပြီးတော်လတဲကဦးဆောင်လို့တကြီးဦးမဲကျော်ထံကိုခေါ်ဆောင်သွားကြရဲ့ဦးမဲကျော်ကသူ့စီကိုရောက်လာတဲ့ဘလကိုသဘောကျစွာနဲ့ရီမောင်းရင်းကြည့်ပြီးတော့မန်းမှုပ်ပြီးတော့အိတ်မွေချလိုက်တာပေါ့။ ဗလာကတတိတရားတွေကင်းကသွားပြီးမျက်လုံးတွေဖွင့်နှားလျက်ကပဲစားရုံလိုဖြစ်ပြီးဦးမဲတော်ခိုင်သမျှလောက်ရမယ်သူဖြစ်သွားလေတော့တယ်။စိတ်ဓာဟာဗလာနဲ့လမ်းခွဲရင်သူခရီးသူထွက်လာခဲ့တယ်။တောအုပ်ကိုဖြတ်ပြီးတော့အထွတ်နားကိုရောက်တော့မောမောနဲ့ပါလာတဲ့ရိတ်ခါထုပ်တွေကိုဖြီးပြီးတော့စားတောင်နေရပုံ။အာအာစားတယ်ဗျအာအာတောကြီးကတကောင်ကအနာကတက်ပင်ထက်မှလာနာပြီးအော်လိုက်တယ်။ဟင်ကြီးရင်ကလည်းစားသလား ဟာကြီးကန်လဲဝမ်းပိုက်နေပဲစတာပေါ့ကွာတခြားကြီးကန်တွေကြတော့ခမည်းလို့အော်အော်မနေကြပါလားဗျသူတို့ကကြီးကန်စကားပဲတက်ကြတာငါ့လိုလူစကားမှမတက်ကြပဲကြီးကန်တွေအားအားလို့အော်တာလူလိုပြောတော့အစာလေးပါလေရှိရင်ပေးကြကန်းကြလေးလို့ပြောတာကွာကဲစကားမရှိနဲ့ကွာငါပို့ပြီးတော့စားလာပြီအစာလေးပါလေပါရင်ကျွေးပါအောင်စိတ်ဓာတ်ကသူစားနေတဲ့အစားအစာတချို့ကိုကြီးကန်းကြီးကိုပေးပြီးရောစားစီရဲ့ ဓာတ်ထက်ခမားကိုမေးရအောင်မင်းခမားကကြီးကန်းဆိုတော့နေတကာနှံ့ဆက်မှာပေါ့လောကမှာဒုက္ခရောက်ပြီးစိတ်ညစ်နေတဲ့လူများရှိရင်ကျွန်တော်ကိုပြစမ်းပါဘာလို့မလို့လဲမင်းကဖနောက်နဲ့ပေါက်မလို့လားဟာကြံကြံဖန်ဖန်ဗျာဒုက္ခရောက်နေသူကိုကယ်ကျင်လို့ဗျာဒုက္ခရောက်နေပါတယ်ဆိုမှဖနောက်နဲ့ထပ်ပေါက်ရမှာလားမတိပါဘူးကွာလူတွေဆိုတာငါတို့ကြီးကဲလို့အချင်းချင်းရိုင်းမြစ်တကြတာမျိုးမှမဟုတ်တော့ဒုက္ခမရောက်သေးတဲ့လူကိုဒုက္ခရောက်စေခြင်းနဲ့ ဒုက္ခရောက်ပြီးသားလူကိုတွင်ရင်ဖနှောင်းနဲ့ထပ်ပေါက်ချင်တာကိုအခုလိုကူညီချင်တယ်ပြောတာလူထဲမှာမင်းတယောက်ပဲငါတိတ်မှုသေးတယ်။ကဲပါလေကျွန်တော်ကတကယ်ကူညီမှာပေါ့ဗျတိရင်လည်းလမ်းညွှန်ပြမှာအုံး။ကြီးကန်ကြီးကလဲကိုဆက်ပြီးတော့အဝေးရက်ကိုနှုတ်သီးနေငေါ်ပြတယ်။ဒီကနေတဲ့တဲ့ကြီးသွားတရက်လောက်ကြာရင်မှောင်မိုက်နေကြီးကိုရောက်လိမ့်မယ်။မောင်မိုင်နေကြီးဆိုတော့ကဘေးကတောင်းနေဝင်းရံနေပြီးဒေဟိုးကလေးလိုအလေကောင်ချိန်ခွက်ဖြစ်နေတဲ့နေရာပဲ အဲ့ဒီမှာဘယ်တော့မှအလင်းရောင်မရှိဘူးအမြဲညလိုပဲမှောင်မဲနေတာပဲအဲ့ဒီဂျိုင်ဝမ်းနဲ့အလဲကောင်မှာတောင်တစ်လုံးရှိတယ်။အဲ့ဒီတောင်ဟာဝလုံးကိုဖြတ်ပြီးတော့ထောင်နာသလိုမမဆော့ဆော့ကြီးဖြစ်နေတယ်။အဲ့ဒီတောင်ထိပ်မှာမျောစင်းလိုအိမ်ရှိရှိမြင့်မြင့်ကြီးတစ်ဆောင်ရှိရဲ။အဲ့ဒီအိမ်မှာအပေါ်ဆုံးမှာပဲအခန်းတစ်ခန်းရှိရဲ။ကျန်နာတွေကကြောက်အုပ်နဲ့ပိတ်ပြီးအလုံးဆောက်ထားတာ။ထိတ်ဆုံးအခန်းတစ်ခန်းပဲရှိရဲ။ထိတ်ဆုံးအခန်းမှာလည်းအပေါက်တစ်ပေါက်သေးပဲရှိရဲ။ အဲ့ဒီအထဲကမဲဖြူနို့ဆိုတဲ့မိန်းကလေးဟာတိတ်ဆိတ်ညစ်ရှာနေကွသူ့ခမရဒုက္ခရောက်နေရှာတယ်စိတ်ဓာကကြီးကန်းကြီးရဲ့စကားတွေကိုကြားတဲ့အခါတွေ့ဝေမိသွားတယ်ဟာဒါလောက်မောင်မတ်နေတဲ့ခြိုက်ဝန်းထဲမှာအင်ကိုဘယ်လိုလုပ်ပြီးရှာတွေ့မှာလဲဗျမတွေ့မှာတော့မပူပါနဲ့အဒီတဝိုက်ကဒရိစံနေမှရင်မိဘုံကလေးနဲ့အိမ်ဆိုရင်တိရာကြီးပဲအိမ်ထိတ်ကတမင်းစမီမှာမိဘုံနှစ်လလေးတလုံးခြေဆွဲထားပြီးထာဝရစိမ်မိထွန်းထားပါတယ်ကွာ စိတ်ဓာတ်လဲစိတ်ကိုပိုင်းဖြက်လိုက်ပြီးတော့မှားမိုက်နေမြေစီကိုဥတီပြီးတော့ထွက်လာခဲ့တယ်။နောက်တနေ့မှသူကပတ်ချာလဲဝိုင်းရံနေတဲ့တောင်နှမ်းတနေရာကိုကြော့ဆင်းလိုက်မိရနဲ့တပြိုင်နက်တည်းမှောင်မိတ်နေမြေကိုတွေ့လိုက်ရတာပေါ့။တကယ်ပဲမှောင်မိတ်နေတာပဲ။လက်ကိုဆန်ထားရင်ကိုယ့်လက်ချောင်းတွေကိုတော့မမြင်ရ။ထို့သော အလဲကောင်းတနေရာမှာတော့အထက်မြေစီမှာလှပတဲ့မိဘုံကလေးတစ်လုံးကိုအလင်းရောင်နဲ့တကွာမြင်တွေ့ရတယ်။ မိဘုံကလေးရဲ့အလင်းရောင်ကြောင့်ပရင်ပေါက်ကိုမြင်ရပြီးပရင်ပေါက်မှာရပ်နေတဲ့မိန်းကလေးရဲ့ကိုတဝက်ကိုမြင်ရတယ်။နင်းလေကြောင်တော့မင်းဖြစ်နေကစားညသာကောင်လို့မင်းမောင်နေရာကြောင့်စိတ်ထားဟာဝါးကြည့်တော့တရံတောင်ချင်းရင်ကိုအတော်ဝင်ခက်ခက်ခက်ခဲသွားခဲ့ရတယ်။တောင်ချေကိုရောက်တဲ့အခါအပေါ်ကိုမော့ပြီးတော့អော်လိုက်တယ်။မဲဖြူနှုတ်ရင်မဲဖြူနှုတ်သူရဲ့အတန်းကိုကြားတဲ့အခါမိန်းမပြိုလေးကပရင်ကနေခါတော့ဝတ်ထွက်ပြီးတော့ငုံကြည့်လိုက်တယ်။တော်တော်ပြန်လှပတယ်မိန်းကလေးပါ။ အောက်ကလာခေါ်နေတာဘယ်သူလဲရှင်။ကြောက်နမဲကစိတ်တရှင်းနမဲကစိတ်တစရယ်လား။မဟုတ်ပါဘူးစိတ်မနဲ့အဲလေစိတ်တပါမဲဖြူတို့ကကျုပ်ကိုတိမာမဟုတ်ပါဘူးဘယ်ပုံဘယ်နည်းနဲ့ဒီကိုရောက်နေရလဲ။ကျမခန့်ငယ်ငယ်ကလေးကငှက်ကြီးဝင်ပို့တကောင်ကခြိပြီးတော့လာထားတာပါ။သူကပဲအစားအစာရှာပေးပါရဲ့။ကျမဘယ်ကိုမှမတော်ရလို့စိတ်ညစ်နေရပါရဲ့။မောင်ကြီးပုံပန်းဘလို့ရှိရဲဆိုတာတရားအောင်မီးဖို့ပြပေးပါလားရှင်။ စိတ်ဓာကအမောင်ထဲမှာဆန်းပြီးတကန်း၆တီကိုကောက်ခါမီးမုံကလေးအဖြစ်လုပ်ပြီးတော့မီးမုံပေးနာမှာရပြရဲ့။အောင်မေကိုစိတ်ဓာကလူချောပဲ။စိတ်ဓာကဝမ်းသာပြီးတော့ရင်ကိုကော့မြာကြောင်းခါမြက်သွားပြီးကိုဘသားကိုပြန်နှိမ့်လိုက်ရတယ်။အာအာအာနာသွားတယ်ဟာ။ချောလို့ချောရဲပြောတာဘာဖြစ်လို့မျက်နှာကြီးရှုံမဲ့ပြီးကိုကုန်းကုန်းကုန်းဖြစ်သွားတာလဲ။စိတ်ဓာတ်လေအောက်ကပြန်អော်ပြီးတော့ဖြေးကြတယ်။나သွားလို့ပြော나သွားလို့ အော်ချောရယ်ပြောတာနားတယ်လားမဟုတ်ပါဘူးခါးနေဝင်ပြီးတော့မြက်သွားလို့ပါကဲမီးဘုံကိုပြန်နှိမ့်လိုက်ပါတော့ငှက်ကြီးဝင်ပေါ်လာတော့မယ်သူကဒီနားတော့ဝိုက်မှာလူတွေ့ရင်နှုတ်ကြီးကြီးနဲ့တပေါင်းနှစ်ပေါက်တတ်မှာရှင်စိတ်ဓာတ်ကမီးဘုံကိုနှိမ့်တက်ပြီးတော့မီးဘုံကလေးနဲ့အိမ်ကိုမျှော်ကြည့်ရင်မိမပြိုလေးကိုကယ်ဆယ်ဖို့နှီးလန့်ရှာနေတာပေါ့အဲဒီနောက်အကြံတစ်ခုရလာတာကြောင့်ငွေကြိုးတွေကိုလက်နေဆန်းစူဆောင်းပြီးတော့ဆက်လိုက်တယ် ကျိုးရှည်ကြီးနှစ်ချောင်းကိုရတော့တိမ်မကြခင်မှာပဲတောင်မေရှုံရှုံခပ်ပေါ်တန်ပေါ်လာပြီးတဲ့နောက်ငှက်ကြီးဝင်ဖို့ဟာပရင်းပေါက်ပေါက်မှဝင်ပြီးတော့နားနေတာကိုတွေ့လိုက်ရတယ်။မျက်နှာချင်းဆိုင်ခဝေဝေကတပင်ထက်မှာတက်ရောက်နေတဲ့စိတ်သားကဂွင်းလျှော်လှုပ်ထားတဲ့ကျိုးနဲ့ငှက်ကြီးဝင်ဖို့ကိုပြစ်ပြီးတော့ဖမ်းလိုက်တယ်။ငါကြီးရဲ့ကိုလုံးကိုချုပ်မိတာနဲ့ငါကြီးဟာကျိုးမှတန်းတန်းကြီးဖြစ်သွားတယ်။စိတ်သားကတပေမောကဆင်းပြီးကျိုးကိုကျော်ချာကငါကြီးကိုလက်နဲ့ဖမ်း တပင်ပင်စီမှာချုပ်နှောင်ထားခဲ့ရပုံတဖန်ကြံတဲ့ကျိုးကိုမဲဖြူနုစီကိုပြစ်ပေးတယ်မဲဖြူနုကကျိုးစားကို အခက်အတွင်းကလင်းရံနဲ့ကုတ်ပြစ်ချက်တော့မှချီနှောင်ပြီးဗရင်ကနဲ့ကျိုးကိုကိုင်ကဆင်းလာခဲ့တယ်စိတ်ဓာတ်ကမဲဖြူနုကိုလက်တစ်ဖက်ကကိုင်မီးမုံကလေးကိုပြုလုပ်တယ်အဲ့ဒီအလင်းရောင်နဲ့တပင်မှာချီနှောင်ထားတဲ့ငှက်ကြီးဝင်ဖို့ကိုဓာတ်နဲ့ခုတ်တက်မဲပြူရပုံထိုအခါတပင်ဓာတ်ကနဲ့ထွက်ပေါ်အတန်တန်ထွက်ပေါ်လာတယ်အာအာ ။နှားချက်မကနှားတော့မှာပါလား။အာအာစိတ်သားကဓာတ်ကိုပြန်ချပြီးမှောင်မဲနေတဲ့တေရွယ်အုပ်စီကိုမော်ကြည့်ပြီး ခမည်းဘသူလဲလူပီပီအခုတည်းအခုမေ့ပြီလားကွာဟေးငါဟာမင်းကိုလမ်းညွှန်လိုက်တဲ့တော်ကြီးကန်းကြီးပေါ့ထင်တော့ထင်တာပဲတေချာအောင်မေးကြည့်ရပါကျွန်တော်ခမည်းကိုဘယ်တော့မှမမေ့ပါဘူးမင်းဟာလူမဆန်တဲ့လူပဲထားပါတော့လေဒါထက်ကျွန်တော်ဘာမှမမှမလို့သတိပေးရလဲ မျက်ကြီးဝင်ဖို့ကိုတည်ရင်မေးမပြီပေါ့မောင်စိတ်တာရဲ့အေးမောင်စိတ်တာသူ့ကိုမတက်ပဲကောင်းကောင်းမွန်မွန်ခေါ်သွားပါသူလည်းဒုက္ခိတတရားဝါလေးပါမောင်ရင်ရှင်းပြပါဦးဟေးကြီးကဘီဘီကြီးစကားပဲပြောချင်တယ်ကွာလူစကားပြောရတာငါအဖိုးတန်နှုတ်သီးနဲ့မဟတ်မိဘူးဒီတော့ငါရှင်းမပြနိုင်ဘူးကွာတကြီးဦးမဲကျော်ရှိရာကိုသွားပြီးဦးမဲကျော်ကိုနှိမ်နှင်းလိုက်ရင်သစ္စနာတွေရှင်းသွားလိမ့်မယ်ကဲသွားတော့ငါလမ်းညွန်ပြလိုက်အောင်မင်း ကြီးကန်ကြီးကတကြီးဦးမဲကျော်ရှိရာရွာကိုတည်တည်ချာချာလမ်းညွှန်ပြပြီးတော့ငါတတိပေးရအောင်မဲမင်းလမ်းမှာဓာတ်ရှိတလက်ထွက်ဝဲသွားဟိုရောက်ရင်မင်းရဲ့ဓာတ်ကိုအဝတ်ပတ်ပြီးမဲဖြူမှုကိုပေးထားမင်းကတော့ဝဲတဲ့ဓာတ်ကိုလွယ်လို့ပြောရင်အဲ့ဒါဘာဖြစ်လို့ရောစကားမရှိနဲ့ဟိုကြရင်တီမဲကြီးကန်ကြီးကအတန်တိတ်သွားတယ်သူကမင်းရက်ကိုပြန်သွားပြီလေ စိတ်ဓာတ်မဲဖြူနဲ့ငှက်ကြီးဝင်ပိုးတို့လည်းခရီးဆက်ခဲ့ရင်ညာမကြခင်မှာပဲကြီးကားရဲ့ညှုံလိုက်တဲ့ရွာကိုရောက်ရှိလာတယ်။ရွာရင်းကိုမဝင်ခင်စိတ်ဓာတ်ကနန်းကဝင်လာတဲ့ဓာအញံကိုလွှဲလိုက်တယ်။သူ့ကိုင်နေကြဓာကိုတော့အဝတ်နဲ့ပတ်ပြီးတော့မဲဖြူမှုကဟွက်ယူထားရတာပေါ့။သူတို့ကထမင်းဆိုင်မှာထမင်းဝင်စားကြတယ်ရွာသားတွေကပြို့တို့ပြဲ့တဲ့နဲ့ခက်လန်းလန်းကစူယုံကြည့်ရှုပြီးတီတိုစကားပြောဆိုကြတယ်။ထမင်းစားပြီးတဲ့အခါစိတ်သားကရွာသားတွေကိုနှမ်းမိလိုက်တယ် နောင်ကြီးတို့ဘာဖြစ်လို့ကျွန်တော်ကိုကြည့်ပြီးတူ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 ပြောနေကြတာလဲကျွန်တော်ကဘာများထူးဆန်းလို့လဲခမည်းဒီရွာမှာဓလေကြီးနဲ့လမ်းတလောက်ရင်တတ်ဆိုးရှည်မှာမဟုတ်ဘူးတော်တော်ကြာရင်တော်လက်ထက်လာလိမ့်မယ်သူတို့ရဲ့စကားကိုကြားတဲ့အခါမဲဖြူမျိုးကအလန့်တကြနဲ့ဝင်မိတယ်တော်လက်ထက်ဆိုတာဘလို့ဟာကြီးလဲရှင်လူပဲပေါ့စိတ်ဓာတ်ကအံ့အားတင်သွားတယ်ဟာရွာထဲမှာလူလာတာဘာထူးဆန်းတယ်လဲဗျာ နောင်ကျိုးကအလန့်တကြားဖြစ်နေလိုက်ကြတာမဟုတ်သေးဘူးတော်လတဲ့ဟာတကြီးဦးမဲကျော်ရဲ့လက်ဆွဲဗျဟောပြောရင်းဆိုရင်လာပါပြီကောတော်လတဲ့ကထုံးစံအတိုင်းရောက်လာတဲ့စိတ်ဓာတ်ကိုမြင်တော့ဓာတ်ကိုချုပ်ပြီးဝင်ခုတ်တယ်စိတ်ဓာတ်ကလည်းသူ့ရဲ့ဓာတ်နဲ့ပြန်ခုခံတယ်ဓာတ်ကခက်ညံ့ညံ့ဖြစ်ပေမဲ့လည်းလက်ရည်ကောင်းလာတာကြောင့်တော်လတဲ့ထွက်ပြေးရတာပုံစိတ်ဓာတ်ကရွာသားတွေဘက်ကိုလှည့်ကြည့်ရင်ရွာသားတွေကပျော်ရွှင်သွားကြပုံမရပါဘူး တော်တော်ကြရေတော်လက်ထက်ပြန်လာလိမ့်မယ်အဲ့ဒီတော့နှောင်ကြီးဒုက္ခရောက်ပြီးမှတော့သူတို့ရဲ့စကားအတိုင်းပဲမကြခင်တော်လက်ထက်ပြန်ပြီးပေါချလာတယ်သူ့ရဲ့ထုံစံတိုင်းဓာတ်ကိုဝင်ပြီးတော့ပြေးလာတာပေါ့စိတ်ဓာတ်ကဓာတ်ကိုဆွဲချွတ်လိုက်တယ်ဓာတ်ရူတာပါလာတယ်ဓာတ်သွားကမရှိတော့မေဖြူနူကခပြာကရနဲ့ရော့ကိုစိတ်ဓာတ်ရော့ရော့ဆိုပြီးစိတ်ဓာတ်ရဲ့ဓာတ်ကိုဟွာထားရာကနေပြေးလိုက်တယ် စိတ်ဓာတ်ကတူကိုင်းနေကြထားနဲ့သူခိုးရတာဖြစ်တာကြောင့်တော်လတဲ့ရဲ့ခြေတော့ကိုခုန်ပြီးမင်းရမာပဲပုံနေကြသွားရင်ထိုအခါစိတ်ဓာတ်ကရွာသားတွေကိုခေါ်ငင်းပြီးတကြီးဦးမဲကျော်ရှိရာကိုသွားရပုံဦးမဲကျော်ကအင်းရှိချမ်းမြင်းမှာအစ်ကြီးချပြီးတော့ကိုင်းရစာရင်ထိုင်နေသူကရွာသားတွေကိုဦးဆောင်လာတဲ့စိတ်ဓာတ်ကိုမြင်တဲ့အခါချက်ချင်းပဲအစ်သေးကကိုင်းလေးတလုံးကိုထုတ်ကားမန်းမှုတ်ပြီးစိတ်ဓာတ်စီကိုလှမ်းပေါက်လိုက်တဲ့ ထို့သောကွန်တီကစိတ်ဓာတ်စီကိုကြာရောက်လာခြင်းမရှိတဲ့အခါဦးမဲကျော်အံ့အားတင်သွားတယ်။စင်စစ်တော်သူ့ပေါက်လိုက်တဲ့ကွန်တီကိုလမ်းခုလက်ကနဲဖြတ်ပြီးတော့တောကြီးကန်းကြီးကထိုးပြောပြီးတော်ရမှာလှုပ်ပြလိုက်တာကိုဦးမဲကျော်ငင်းနေခိုင်မှာပဲစိတ်သားကဓာတ်နဲ့ဝင်ခုတ်တယ်။ဦးမဲကျော်ဒံရာနဲ့လဲကြနေခြင်းမှာပဲရွာသားတွေကဝိုင်းမီရိုက်နှက်ကြတာကြောင့်ဦးမဲကျော်ကြီးတေဆုံသွားတယ်။သူတေသွားတာနဲ့တပြိုင်တည်းဗလာဟာလည်းအကောင်းပြင်းဖြစ်လာတယ်။ဦးမဲကျော်ရဲ့ဇနီးတွေလည်းပြန်ကောင်းလာတယ် ။ငှက်ကြီးဝင်ဖို့လဲလူပြန်ဖြစ်လာတယ်။ငှက်ကြီးဝင်ဖို့ဟာမဲဖြူနှုတ်ရဲ့အကိုမောင်ဟေဝင်ဖြစ်နေတာပေါ့။ဦးမဲကျော်ကမောင်ဟေဝင်တို့ရဲ့မိခင်မုတ်ဆိုးမကိုကြိုက်နှစ်သက်တာကြောင့်မောင်ဟေဝင်ကိုငှက်ကြီးဝင်ဖို့ဖြစ်ပြောင်းလိုက်တာပါ။အဲဒီနောက်သူတို့ရဲ့မိခင်ကိုအတင်းယူရဲမောင်ဟေဝင်ကတော့ညမလေးတို့စိတ်ပူရာကြောင့်တနေ့မှခိုးယူပြီးမိဘုံကလေးနဲ့အိမ်မထားခဲ့ရခြင်းဖြစ်ပါတယ်။ ယခုဦးမဲကျော်တည်ဆုံးပြီဖြစ်တာကြောင့်မောင်ဟေဝန်နဲ့မဲပြူနူတို့ဟာမိခင်ကြီးနဲ့ပြန်တွေ့ကြရတယ်။ရွာသားတွေကလည်းစိတ်ဓာတ်ကိုရွာတကြီးအဖြစ်အတင်းတင်းမြောက်ကြတယ်။စိတ်ဓာတ်ဟာမဲပြူနူနဲ့လက်ထပ်ပြီးတော့ရွာတကြီးလုံနေကြတယ်။ဗလာကတော့နောင်နာရသွားပြီးစိတ်ဓာတ်ကဲတော့ပဲမိမိရဲ့အတတ်ပညာနဲ့ဒုက္ခရောက်နေတဲ့သူတွေကိုကယ်ဆယ်မယ်လို့ဂတိတိစာပြုပြီးတော့ထွက်သွားခဲ့တယ်။ မေဖြူနိုရဲ့အကိုမောင်ဟင်ဝန်ကတော့လောကမှာအကောက်ကျန်သောသူများပေါများသည်ဟုဆိုကာရတိဝစ်ပြီးမောင်မိုက်မြေရဲ့မိဘုံကလေးနဲ့အိမ်မှာသွားနေပြီးတရားအထုံနေတိုင်းခင်မိမိနေရဒေတာကရွာစီကိုပြေးလိုက်မိဘုံကလေးနဲ့အိမ်စီကိုပြေးလိုက်လို့နေရတဲ့သူကတော့တော်ကြီးခင်ပြီးပဲဖြစ်ပါတော့တဲ့ကွယ်ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။